င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နဲ့လည်းကင်းတင်းနေကိုတင်ဆက်ပေးပါမယ်အကျံဖတ်စစ်ကောင်စီကစစ်မှုထဲခေါ်ယူရမှာကောင်းစင်းကိုအခြေခံပြီးခေါ်ယူတဲ့စနစ်ကိုပြောင်းလဲလိုက်ပြီးပြီးပါရောက်မြန်မာပြည်ပါစစ်မှုထမ်းဖို့စင့်ခေါ်မှာဖြစ်တယ်လို့အဲ့ဒီလိုသူတို့စင့်ခေါ်တဲ့အချိန်စစ်မှုထမ်းဖို့ပြက်ကွက်ရင်တော့အမည်ပြက်နဲ့ဝရန်ထုတ်ခိုင်းရမယ်စည်ရင်နဲ့ထည့်သွင်းတော့မှာဖြစ်တယ်လို့ဆိုပါတယ်ဘကိုးတိုင်းကလက်ပရန်မျိုးနဲ့မှာ ဂျပန်စကောင်စီအတွက်စစ်မှုထမ်းရမယ်လူငယ်စရင်တွေကိုထွေအုပ်ရုပ်စီသွားပို့တယ်မော်အင်းကြီးကအုပ်စုအုပ်ချုပ်ရေးမှုတန်းဦးဆိုတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတိတ်သွားတယ်အပြင်သူစီကနေလက်ပြပုံးနှလုံးနဲ့စရင်စာရွက်တွေပါတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမတ်စုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျံဖတ်စစ်ကောင်စီကစစ်မှုထမ်းခေါ်ယူရမှာတကောင်စင်းကိုအခြေခံပြီးခေါ်ယူတဲ့စနစ်ကိုပြောင်းလဲလိုက်ပြီးပြပရောက်မြန်မာတွေပါစစ်မှုထမ်းဖို့စင့်ခေါ်မှာဖြစ်တယ်လို့ အဲ့ဒီလိုသူတို့ခေါ်တဲ့အချိန်စစ်မှုထမ်းဖို့ပြက်ကွက်ရင်တော့အမိပြက်နဲ့ဝရန်ထုတ်ခံရမယ်စရင်နဲ့ထက်သွင်းတော့မှာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတည်ရင်မြစ်ကိုတိုင်းကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုတသားသည့်အဖြစ်ခေါ်ယူတဲ့နေရာမှာသူတို့စစ်တပ်လောက်ခန့်ရက်ချိအုပ်ချုပ်ရေးအဖွဲ့တွေရဲ့လုံခြုံရေးအတွက်မကြသေးခင်ကရွေးကောက်ပွဲကိုအကြောင်းပြပြီးကောက်ယူထားတဲ့သကောင်စင်းကိုအခြေခံပြီးတော့စစ်မှုထမ်းတသားအစ်စ်တွေခေါ်ယူဖို့လှုပ်နေပြီဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီအတွက်လက်ရှိရေကုန်မှာရှိတဲ့မြို့နယ်ရက်ွက်တွေမှာသူတို့စစ်တပ်လောက်ခံရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေကိုစစ်မှုထမ်းစီရင်ကောက်ယူမှုတွေရက်ဆိုင်ခိုင်းလိုက်ပြီးလောက်ကကကောက်ယူထားတဲ့တကောင်စင်းအရာပဲစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကိုရွေးချယ်ခေါ်ယူမှာဖြစ်သလိုအဲ့ဒီထဲမှာခီးသွားနေဓာတ်တွေပြပရောက်နေဓာတ်တွေရှိရင်လည်းပြန်လဲစင့်ခေါ်မဲ့စနစ်ကိုကျင့်သုံးမှာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတည်င်းအရေးမိကရှင်းပြထားပါတယ်အဲ့ဒီလိုခေါ်ယူတဲ့နေရာမှာလည်းပြပရောက်မြန်မာတွေနဲ့ပတ်သက်ပြီးစစ်မှုထမ်းစီရင်တွေကိုတပ်ဆိုင်ရာမိသားစုတွေကနေတဆင့်ဆက်သွယ်မှာဖြစ်ပြီး အကယ်လို့သူတို့စစ်တပ်ကစစ်မှုထမ်းမှုခေါ်တဲ့အချိန်ပြန်မလာဘူးဆိုရင်မြို့မှုဆိုအမိပြက်နဲ့ဖန်ရန်ထုတ်ခံရမယ်စရင်မှာထဲ့သွင်းခံရမှာဖြစ်တယ်လို့လေရန်ကုန်စစ်ကောင်စီတရင်ရေးမိကပြောထားတဲ့အပြင်အဲ့ဒီစရင်ထဲမှာပါတဲ့ပြပရောက်တွေအနေနဲ့နိုင်ငံကိုလက်မှတ်တတန်းတိုးလို့ရမှာမဟုတ်ပဲမြန်မာနိုင်ငံကိုလီချောင်းကနေပြန်လာရင်လေလေစိတ်မှာအမိပြက်စရင်ပေးထားမှာဖြစ်တဲ့အတွက်အဖမ်းခံရနိုင်တယ်လို့လေမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့တရင်ရေးမိကပါရန်ကုန်ခစ်တစ်ကိုပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ဘကိုးတိုင်းကလက်ပရန်မြို့နယ်မှာအချက်ဖက်စကောင်းစီအတွက်စစ်မှုထမ်းရမယ်လူငယ်စည်ရင်းတွေကိုထွေအုပ်ယုံစီတွားပို့တယ်မော်အင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းဦးဆိုတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းမိကိုတေသွားတယ်အပြင်သူစီကနေလက်ပစ်ပုံးနှလုံးနဲ့စည်ရင်းစာရွက်တွေပါတင်စီရရှိခဲ့တယ်လို့ဒါယာရီခိုင် PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲလက်ပရန်မြို့နယ်မော်အင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းဦးဆိုတဲ့သူဟာ သူ့ရဲ့အပေါင်းပါယာအိမ်မှုနဲ့ပြူစောတိတူတို့ကိုပါခေါ်ပြီးတော့လက်ဗရန်မြို့နယ်ကစစ်ကောင်စီလောက်ခံထွေးအုပ်ယုံကိုစစ်မှုထမ်းရမယ်လူငယ်စရင်တွေဆိုင်ကနဲ့တော့ပို့တဲ့အချိန်တော်လိုင်းရဲဘော်တွေကလွှာစင်ကုန်းတာစုံအနီးမှာပဲပြစ်ခတ်ရှင်းနေရမှာအုတ်ကြီးတန်ဦးဆိုသူကတော့နေရာမှာတင်ပွဲချင်းမိကိုတိတ်သွားတယ်လို့ကျန်တဲ့ယာအိမ်မှုနဲ့ပြူစောတိကတော့နောက်တောင်လှဲ့မကြည့်ပဲထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်အဲ့ဒီတော့အုတ်ချုပ်ရည်မှုတန်ဦးစီကနေလက်ပြပုံးနှလုံးနဲ့အတူစရင်စာရွက်တွေပါရရှိထားပြီးအဲ့ဒီအုတ်ကြီးတန်ဦးဆိုတဲ့သူဟာ အဂျပန်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းလူသစ်လိုက်စုတာတွေအကြီးကျယ်လုပ်နေသူဖြစ်တဲ့အပြင်စစ်မှုထမ်းကိစ္စနဲ့ပြည်သူတွေစီကနေမတရားငွေညှပ်တောင်းရန်ဓာတ်တွေပါလုပ်နေယုံနေမှာကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံပိတ်နှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်တယ်လို့အခုတော့သိပြီလို့တရားဝင်ခန့် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲဘကိုးတိုင်းကဂျိုးပင်ကောင်မြို့နယ်မှာ ဂျပန်စကောင်းစီအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေအားကျုံမန်တက်လိုက်လုံနေသူလင်မယားဖြစ်တယ်။ခွေးကောင်းမင်းခြေရွာအုပ်ချုပ်ရေးမှုကံမြင့်နဲ့မယားဖြစ်သူတို့နှစ်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးစလုံးသေကုန်ကြပြီလို့ PD အမှတ်1တရင်တစ်ခွဲ9ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဖေဖော်ဝါရီလ24ရက်နေ့ဖြစ်တယ်မနေ့ကပဲ။ဂျိုဘေကောင်းမြို့နယ်မှာ အဂျပန်စကောင်စီအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေအာဂျုံမန်တက်လိုက်လုံနေသူလင်မယားဖြစ်တယ်ဂွေကောင်မင်းကျေးရွာအုပ်ချုပ်ရေးမှုကံမြင့်နယ်မယားဖြစ်သူတို့နှစ်ဦးကိုဒေါ်လာရေးရပေါ်တွေကသူတို့ရဲ့နေအိမ်အတွင်းမှာပဲဝင်ရောက်ပစ်ခတ်ရှင်းနေရမှာနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ်အဲ့ဒီလိုပြစ်ခတ်ခံရတဲ့အုတ်ချုပ်ရေးမှုကံမြင့်နီတူသူ့ရဲ့မယားဖြစ်သူမခင်ဝင်းဆိုတဲ့သူက အုတ်ကြီးထတ်တောင်ပို့ဆိုးပြီ တော်လန်ရေးသတင်းတွေကိုသူကိုယ်တိုင်လိုက်လံစုံစမ်းပြီးတော့သတင်းပေးတာတွေနဲ့လူငယ်တွေကိုစစ်မှုထမ်းမှုအားကျုံးမှန်တဲ့ဥဆောင်ပြီးလိုက်ဖမ်းခိုင်းနေသူဖြစ်တယ်လို့လင်မယားနှောင်းရောက်စလုံးကစစ်တပ်အမကန်ထောက်ခံတဲ့သူတွေဖြစ်တဲ့အပြင်သူတို့ကပြူစောတိအဖွဲ့တွေပါဖွဲ့ထားယုံနေမှာကစစ်တပ်အားကိုနေပြည်သူတွေစီကနေဆက်ကြီးကောက်တာတွေမတရားငွေညစ်တောက်ရံတာတွေအပါဝင်မိမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့ PDF အမှတ်တရင်တစ်ခွဲ9ရက်တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျ ဖတ်မှာတော့ AR တိုင်းကြိုက်လက်မြို့နယ်ကအသက်16နှစ်အရွယ်မောင်စန်းဝင်းအောင်ဆိုတဲ့လူငယ်ဟာတလားကြောကြာပျောက်ဆုံးပြီးတဲ့နောက်စစ်တပ်ထဲမှာစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးခံထားရတယ်လို့ကာကန်ရှင် မောင်စန်းဝင်းအောင်ကိုရိုင်ကမိသားစုစီကိုဆက်သွယ်ပြောဆိုလာတဲ့အကြောင်းမိဘဆွေမျိုးတွေနဲ့နီးစပ်တဲ့သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုနှစ်ဇန်နဝါရီလ1ရက်နေ့ကပဲရန်ကုန်မြို့ကိုတွားရင်းနဲ့အဲ့ဒီအသက်16နှစ်အရွယ်မောင်စန်းဝင်းအောင်ဆိုတဲ့လူငယ်ဟာ မိသားစုနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားပြီးပျောက်ဆုံးသွားတယ်ဆိုပါလေအဲ့ဒီနောက်တလားကြော်ကြအဆက်အသွယ်ပြတ်တောက်သွားပြီးတဲ့အချိန်ကြားမှာအဲ့ဒီလူငယ်ဟာသူ့ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အကြောင်းနဲ့စစ်မှုထမ်းဖို့စစ်တင်တန်းကိုတခါလေအဖို့ခံရတဲ့အကြောင်းအပြင်မိသားစုကိုစိတ်မပူပိုပြောဆိုပြီးသူဖုန်းဆက်တာလဲတခြားသူရဲ့ဖုန်းကနေတဆင်ဆက်သွယ်တာဖြစ်တယ်ဆိုပြီးတော့သူ့ရဲ့မိသားစုစီကိုဖုန်းဆက်လာတယ်လို့မိဘဆွေမျိုးတွေနဲ့နှိစက်သူတွေကပြောထားပါတယ် လက်တော်မှာလည်းအဲ့ဒီကြိုက်လက်မြုပ်နယ်ထုံးကြီးခြေရွာမှာအချမ်းဖက်စကောင်းစီတလောက်ခန့်အုတ်ချုပ်ရေးအဖွဲ့တွေကစစ်မှုတန်းကြီးဆိုပြီးတအိမ်ကိုငွေကျပ်၅ပေါင်း၅000မဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုအတင်းကျပ်ကောက်ခံနေကြပြန်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့လင့်တဲ့ခြေရွာဖုံကြီးကျောင်းကိုအချမ်းဖက်စကောင်းစီတပ်ကလိန်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ရဲသားပြည်သူ၂ဦးသေဆုံးခဲ့ရပြီး နောက်ထပ်ပြည်သူ73ဦးကထိခိုက်ဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဖြစ်စဉ်ကဖေဖော်ဝါရီလ23ရက်နေ့ကပဲငဖဲမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာလင်းတဲကျင်းရွာကဘုံကြီးကျောင်းကိုဂျပန်စစ်ကောင်စီတပ်ဟာလိန်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီတပ်ရဲ့လိန်ကကျဲချလိုက်တဲ့ဘုံကြီးတွေကြက်ရောက်ပောက်ကွဲမှုကြောင့်အရသာပြည်သူတွေဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ73ဦးကထိခိုက်ဒဏ်ရာတွေရထားတဲ့အပြင်အဆောက်အုံတွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ တစ်ဖက်မှာလည်းလက်ရှိငဖဲမြို့နယ်မှာအချက်ဖက်စကောင်စီတက်တဲ့တော်လိုင်းရေးတက်တွေအကြတိုက်ပွဲတွေလည်းအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ